်မင်္ဂလာပါ Theology တလုတ်စာရဲ့ Morning Devotion Season ကနေကြိုဆိုပါရစေ။သူတို့ကြံစည်မမိနိုင်နဲ့ဖျားသခင်ထံကညီသက်ခြင်းနဲ့ပြည့်စုံကြပါစေ။ခဏလောက်ဆုတောင်းမိဆက်ပြုကြရအောင်။အဖဖျားသခင်ဒီမနေ့ခင်တော်လက်ကျေးဇူးတင်ပါတယ်။ဒီနေ့ဒီနေ့ဒါတော်လက်ကိုရှင်လက်တော်တဲ့သူအနံပါတယ်။အဖဖျားသခင်နာမတော်ဖို့လုံငါတရားလမ်းနဲ့နိုင်သူဆောင်းတော်မူပါ။ကျေးဇူးတင်လေတပါးတော်တော်သခင်ရှုနာမနဲ့ဆက်ပြပါ၏ပါဗျာအာမင် ဒီနေ့တော့ရေစကြည်လာအနာဂတိချံခန်းကြီး20ငွေ9ငွေ73ငွေ54ချံပိုက်3ပိုက်ကိုဖတ်ရှုဆင်ခြင်ကြမှာဖြစ်ပါတယ်ရေစကြည်လာနာဂတိချံခန်းကြီး20ငွေ9ငွေ74ငွေ54ဖြစ်ပါတယ်တို့ရတွင် သူတို့နေသောတပားအမျိုးသားတို့ရှေ့မှငါ၏နာမအတရေကိုမပြတ်စေခြင်းငါငါသည် နာမတော်အတွက်စီရင်၍တပားအမျိုးသားတို့ရှေ့မှထင်ရှားလျက် ူတို့ကိုအေဂုတ်တူပြည်မှနှုတ်ဆောင်လေ၏တို့ရတွင်ငါနှုတ်ဆောင်ခြင်းကျေးဇူးကိုမြင်သော တပါးအမျိုးသားတို့ ရှေ့မှငါ၏နာမတော်အတရေကိုမပြတ်စေခြင်းငါငါသည် နာမတော်အတွက်စီရင်လေ၏အိုဤဒီလာအမျိုးသားတို့တင်တို့ဤဒူးစီရိုက်များတင်တို့ဆိုးညစ်သောအကျင့်များနှင့်အညီငါသည်တင်တို့ကိုမစီရင် ကိုနာမကိုထောက်၍စီရင်သောအခါထာဝရဖရာဖြစ်ကြောင်းကိုသင်တို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဖရာမိန်တော်မူ၏ဖတ်ရှုသွားတဲ့တမန်ကျမ်းစာအဖြစ်ဖရာသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာ သင်ပေါ်မှာရှိပါစေဒီကနေ့တော့ထာဝရဖရာသခင်ကိုရော်တိုင်းပြောထားတဲ့ငါဤနာမတော်အတရေကိုမပြတ်စေခြင်းကနာမတော်အတွက်စီရင်တယ်ဆိုတဲ့တမန်တရားကိုစင်ခြင်းနှလုံးသွင်းဖို့ဖြစ်ပါတယ် ဣဇီဂျီလာနဂတိကျန်ခန်းကြီး20တခန်းလုံးကိုဖတ်ကြည့်ရင်ဣသီလာအမျိုးကို ပြစ်ဒဏ်မစီရင်ပဲကယ်နှုတ်ခဲ့ရတဲ့အကြောင်းရင်းကနာမတော်အတရေကိုမပြည့်စေဘူးနာမတော်အတွက်စီရင်နေဆိုတဲ့အကြောင်းကိုအကျဉ်းချင်းဖော်ပြထားပါတယ်ဖယားသခင်ကသူ့နာမည်မပြတ်ဖို့ရင်အတွက်နာမည်ကိုထောက်ပြီးစီရင်တတ်တယ်ကယ်နှုတ်တတ်တယ်ဆိုတာကိုဓမ္မကျမ်းစာအရာတွေ့ရပါတယ် ဘလို့ပဲဖြစ်ဖြစ်အရင်ဆုံး စိတ်ထဲမှာတေချာခံယူမှတ်သားစေချင်တာကတော့ဖျားသခင်သည်နာမတော်အတရေကိုမပြတ်စေဖို့ရန်အတွက်နာမတော်အတွက်စီရင်တတ်သောဖျားသခင်ဖြစ်တယ်။ဖျားသခင်သည်နာမတော်အတရေမပြတ်စေဖို့ရန်အတွက်သူ့ရဲ့ဖျားသခင်ရဲ့နာမတော်အတရေမပြတ်စေဖို့ရန်အတွက်နာမတော်အတွက်စီရင်တတ်သောဖျားသခင်ဖြစ်တယ်။ဒီသမတရားကို အရင်ဆုံးတွေ့တဲ့အခါ ဖယားသခင်ကလည်းကို့အဖို့ပဲကိုကြည်တက်လိုက်တာဆိုတဲ့အတွေ့အမျိုးဝင်လာမိပါတယ်။ပြီးတဲ့အခါမှာကျန်းစာအုပ်တော်လုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့ဖယားသခင်က လောကီသားတွေကိုချစ်တဲ့ဖယားသခင်အပြစ်ရှိတဲ့သူတွေကိုချစ်လို့ကယ်တင်တဲ့ဖယားသခင်ဆိုပြီးပေါ်ပြထားတာတွေကိုပြန်ပြီး သတိရမိပါတယ်။ဒါဆိုရင်ပါလို့ရည်စည်ကြလမှာဤသေးလာလူမျိုးကိုချစ်လွန်းလို့ရန်သူတွေလက်ကကယ်နှုတ်တယ်လို့မတုံပဲ ငါဤနာမတော်အတေကိုမပြည့်စေခြင်းငါဆိုတဲ့အတုံးအုံမျိုးသုံးရတာလေဆိုတော့လည်းထပ်ပြီးမေးမိပါတယ်။ဘာလို့ဒီလိုသုံးရတယ်လဲဆိုရင်တော့အဖြစ်ရှင်းရှင်းလေးတစ်ခုနားလည်မိတာကတော့ဒါကဖရာသခင်ရဲ့အလေးအလာတော်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ကိုသိစေခြင်းလို့ဖြစ်တယ်။ဒါကဖရာသခင်ရဲ့အလေးအလာတော်ဖြစ်တယ်။ဆက်ပြီးစင်ကျင်ပြီးတဲ့အခါချီးမွမ်းစရာဖြစ်လာတာကတော့နာမတော်ကိုထောက်ပြီးကယ်တင်တတ်တဲ့ဖရာဖြစ်နေလို့သား ျွန်တော်တို့အတွက်ဒီကနေ့ကဲတင်ခံရဖို့မျှော်လင့်ချက်ရှိနေတာဖြစ်ပါတယ်။ဖရာသခင်စီနာမတော်ကို ထောက်ပြီးကဲတင်တတ်လို့သာကျွန်တော်တို့မှာမျှော်လင့်စရာ ရှိနေတာဖြစ်ပါတယ်။အကယ်၍နာမတော်ကိုသာ မထောက်ဘဲကျွန်တော်တို့ရဲ့အကျင့်ကျွန်တော်တို့ရဲ့တတ်နိုင်ခြင်းကျွန်တော်တို့ရဲ့ကုသိုလ်တွေကိုထောက်ပြီးမှကဲတင်ရမယ်ဆိုရင်ကျွန်တော်လူသားအလုံးမှာမျှော်လင့်စရာရှိပါဘူး။ လူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဖျားသခင်ရှေ့တော်၌အသေးပြတ်ကြပြီလို့ကျမ်းစာကလည်းဖော်ပြပါတယ်။လူရဲ့အကျင့်ကိုထောက်ပြီးကယ်တင်ရမည်ဆိုရင်တော့လူတိုင်းကဒုစရိုက်ကိုပြုတဲ့သူတွေကြီးပဲဖြစ်နေတဲ့အခါကယ်တင်ခံရစရာလည်းအကြောင်းမရှိပါဘူး။ဒါကိုစင်ငင်မိတဲ့အခါကျမှတော်သေးတာပေါ့ဖျားသခင်ကနာမတော်အသေးမပြတ်စေခြင်းကနာမတော်ကိုထောက်ပြီးကယ်တင်တတ်တဲ့ဖျားသခင်ဖြစ်နေပြီလို့မဟုတ်ရင်ငါတို့တော့မျောလင်းချက်မဲ့ပြီလို့စင်ကြင်ရင် ချီးမွမ်းစရာဖြစ်လာပါတယ်။တမန်တော်ဝုဒ္ဓခန်းကြီး၄အငယ်၁၂နှစ်မှာလဲထိုသခင်ဤနာမတော်မှာတပါးငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမြှကောင်းငင်အောင်လူတို့တွင် မပေါ်မရှိ ဆိုပြီးပေတရုကပြောထားပါတယ်။ထိုသခင်ဆိုတဲ့သခင်ယေရှုခရစ်တော်ရဲ့နာမတော်ကလွဲပြီးဘယ်နာမကမှမကယ်တင်နိုင်ဘူးလို့ပြောထားပါတယ်။ဒါကြောင့်ဖရာသခင်ရဲ့အကွယ်အကာအောက်မှာရှိနေနိုင်ဖို့အတွက်လူတယောက်မှာအရေးကြီးဆုံး လိုအပ်တာကတော့ သခင်ယေရှုခရစ်တော်ရဲ့နာမတော်မှာခိုးလုံနေဖို့ပဲဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ဖရာသားလျင်ကယ်လွတ်နိုင်တော်ဖရာဆိုတာကိုသိပြီးအမိပြုအားကိုးမယ်ဆိုရင်ပျက်စီးခြင်းနဲ့အစင်မပြတ်ကင်းလွတ်မှာဖြစ်ပါတယ်။ဒီကနေ့အတွက် အထူးနှလုံးသွင်းစင်ခြင်းမှတ်သားဖို့ကတော့ထာဝရဘုရားသည် နာမတော်အတရေကိုမပျက်စီးခြင်းငှာနာမတော်ကို ထောက်ပြီးကယ်တင်တတ်တဲ့ဖရာဖြစ်တယ်။ဒီလိုနာမတော်ကို ထောက်ပြီးကယ်တင်ခြင်းက အတ္တကြီးလွန်လို့မဟုတ်ဘူး။ ီလိုနာမတော့ကိုထောက်ပြီးမှမကယ်ပဲလူတွေရဲ့အကျင့်ကို ထောက်ပြီးကယ်ရရင်လူတွေမှာမျောလင့်စရာမရှိလို့ဖြစ်တဲ့ဒါကြောင့်အရေးကြီးဆုံးကသခင်ယေရှုခရစ်တော်ကိုအားကိုအမိပြုပြီးသခင်ယေရှုခရစ်တော်ရဲ့နာမတော်မှာခိုလုံဖို့ဖြစ်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေခနာလောက်ဆုတောင်းရအောင်မြေတော်ရှင်ဖဖျားသခင်ယေရှုတင်လေကိုရရှင်ယေရှုတို့တသက်ကြောင်းတာလေကျွန်တော်တို့ဒီကိုရရှင်အဘအဖလို့ခေါ်ခွင့်ရခြင်းဖြစ်ပါတယ် တခင်ယေရှုခရစ်တော်ဘုရားတခင်ယေရှုခရစ်တော်ကိုရောကြောင့်သာလျှင်ကျွန်တော်တို့ဒီကနေ့လွန်မြောက်နိုင်ခြင်းဖြစ်ပါတယ်အနာဂတ်တွေမျောလင်းစရာရှိခြင်းဖြစ်ပါတယ်နေ့ရက်တိုင်းမှာကိုရောရှင်တန်သူစကားပြောခွင့်ရှိခြင်းဖြစ်ပါတယ်နာမတော်ကြောင့်သာလျှင်ကျွန်တော်တို့မှာလွန်မြောက်နေရခြင်းဖြစ်ပါ၏ယေရှုတင်တဲ့ကိုရောယေရှုတင်တဲ့ဆက်လက်၍နာမတော်အဖို့လုံးမှာတရားလမ်းတွေနဲ့သွေးဆောင်ရဝိညာဉ်ကိုခွန်အားနဲ့ဖြည့်တော်မူပါပါယေရှုတင်တဲ့တပါးတော်တာတော်သခင်ယေရှုနာမနဲ့ဆုတောင်းစကားအနံပါတယ်ပါဗျာအာမင်